ီနေ့တော့ကျွန်တော်မြန်မာအမျိုးသမီးတင်းနဲ့ပထမဆုံးစတင်ပူပေါင်းလေ့ကျင့်မဲ့မိထက်လူကိုအင်တာဗျူးရဖို့ကြိုးစားတော့ပါမယ်။အခုကျွန်တော်ပြိုင်ပွဲကျင်းပတဲ့6မူရီကွင်းနားနေပြီးတော့အမျိုးသမီးတင်းလေ့ကျင့်မဲ့ Legend Academy Training Center ကိုသွားပါမယ်။ဘောဆန်ကေကိုငါပြီးသွားပါပါ။အဲ့ကွင်းကပတရားနားမှာလို့တော့သိရတယ်။ဒီကနေဆိုရင်တော့ကျွန်တော်မိနစ်30လောက်စီးရမယ်လို့ Google Map မှာပေါ်ပါတယ်။ဒီလမ်းမှာတော့ထိုင်းကလူပူးကုန်းကျော်တရားတွေအပြင်ကိုတကယ်ဆိုင်ကယ်ပါကူးလို့ရတဲ့ကုန်းကျော်တရားတွေပါကျွန်တော်တွေ့ရပါတယ်။ ောင်ပူရီကတော့ကမ်းခြေမျိုးစိုးတဲ့အတိုင်းပဲပတရားနောက်နီးလာတဲ့ခါမှာတော့ပင်လဲအလှတွေကိုလမ်းမြင်ရပါတယ်ပတရားပဲရောက်ခံဒီတိုးကိတ်မှာတော့ကုံကားတွေကြောင့်လမ်းပိတ်နေမယ်ကျွန်တော်စီးလာတဲ့ဆိုင်ကစီရရဲ့ကျွမ်းကျင်မှုကြောင့်ကွင်းကိုနည်းနည်းရောက်အောင်သွားနိုင်ခဲ့ပါတယ် ွင်းကတော့အရင်မကြည့်ဘူးခတ်သေးသေးပါပဲကွင်းကြီးတစ်ကွင်းရှိတယ်ကွင်းလက်တစ်ကွင်းရှိတယ်ကျွန်တော်ကတော့ဆိုင်ကနေဆိုတော့ပုံမြန်တဲ့အတွက်မျိုးသမီးအသင်းထက်ကြိုးရောက်နေပြီးတော့အသင်းကောက်ကိုပြန်ဆောင်နေရပါတယ်ခဏနေတော့အသင်းကောက်ရောက်လာတော့မှာပါ Ừ. Chào mừng mình nào à? Mình nào à? Chào mừng. Mà mình nào à? Thế nào không? Mình nào à, Dali? Mình nào? Mà là Dani. Ô lơ. Ti. Ta để nó.

နော်ပါဘာစင်ကတော့သာအေးအေးငါလည်းမအဆိုင်နေကြတယ်နော်နော်ပါညီမနော်ပါလို့ညမီတင်ရောက်တာနဲ့ကျွန်တော်ကတော့ဒီနေ့အင်တာဗျူးတောင်းလာတဲ့မေထက်လူကိုသွားခွင့်တောင်းပါရစေ။ဇာမားရီအောင်အင်တာဗျူးကြည့်မယ်လေ။တိုင်ပွဲနာနီလာလေးပြီးမှအင်တာဗျူးလေးသုံးပြီးတော့ပြပြခွင့်မပြုတော့ဘူး။ဖြေပါ။ဖြေနေပြီးရတဲ့တောင်းလုံးနေပုံပဲ။ င်္ဂလာပါအေးမနေမေဟိုအဲ့လိုတော့မလုပ်နိုင်ဘူးအဲ့လိုတော့မလုပ်နိုင်ဘူးအဲ့လေကလည်းနော်မြွေမီတင်ကစားသမားချို့ကကျွန်တော်ကိုထိုင်းကြူရောက်နေလို့ရာသီဥတုအခြေအနေမြင်ခဲ့ပါသေးတယ်။တကယ်တော့ကျွန်တော်ရောက်နေချိန်တွေကလက်ရှိမှာရာသီဥတုတွေပါ။ဟုတ်ကဲ့ဒီမိုင်းတက်တော့ဟုတ်တယ်ကျွန်တော်တော့နှွေးတဲ့အများကြီးတယ်တော့ဘာမှမဝင်နိုင်

မေထပ်လူအင်တာဗျူးတော့ကျွန်တော်တို့ iSport မှာတင်ထားပြီးသားဖြစ်လို့ iSport Facebook နဲ့ YouTube မှာသွားပြန်ကြည့်လို့ရပါတယ်ခင်ဗျ။ မျိုးသမီးတင်ကညနေ၄နာရီကနေ၅နာရီခွဲထိတနာရီခွဲကျော်လေ့ကျင့်ရလုပ်ပြီးတော့ပြန်သွားပါပြီ။ကျွန်တော်လည်းတဲခိုတဲ့နေရာကိုပြန်ဖို့ဆိုင်ကခေါ်ထားပါတယ်။ဒီမှာဆိုင်ကစောင့်နေနေတဲ့ပဲဒီကွင်းကအကယ်ဒမီကွင်းဖြစ်လို့ကလေးတွေလေ့ကျင့်တဲ့နေရာကိုသွားကြည့်ခဲ့ပါသေးတယ်။နိုင်ငံသားတွေကိုယ်တိုင်ကလေးတွေကိုသေချာလေ့ကျင့်ပေးနေတာတွေ့ရပြီးကလေးငယ်တွေကစထိုင်းမှာဘောလုံးကိုသေချာလေ့ကျင့်နေတာကိုမြင်ခဲ့ရပါတယ်။ဒါကြောင့်လည်းထိုင်းဘောလုံးတင်ကအာဆီယံမှာတိုးတက်လာလို့ကျွန်တော်ထင်ပါတယ်။ အခုတော့ကျွန်တော်လဲဆိုင်ကဲနဲ့ချောင်းပူဒီဘက်ကိုပြန်ပါပြီဒီနေ့ရဲ့ reporter diary အစီအစဉ်ကိုဒီမှာပဲရန်နာလိုက်ရပါတယ်မနေ့ဖြတ်မှာမြန်မာမျိုးသမီးတင်တဲ့ဖိလစ်ပိုင်တင်တို့ရဲ့ပွဲချိုသတင်းစာရှင်းလင်းပွဲကိုကျွန်တော်သွားပါမယ်အချိန်ရရင်တော့အဲ့ကွင်းမှာကစားမယ်ထိုင်းနဲ့အင်ဒိုနီးရှားပွဲကိုဆက်ကြည့်သွားမှာမို့စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်